ပါကျွန်တော်ကတော့ဆွဲတက်ပါ DVB ရုံးမြင့်တန်းကြားရဲ့နေ့လယ်နားအချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးမှာပါမြန်မာသတင်းကမ္ဘာသတင်းနဲ့အားကစားသတင်းတွေကိုလည်းရှုစားကြမှာပါခင်ဗျာအနာဒင်းစီအိုစုကပြုလုပ်မဲ့ပထမပိုင်းရွေးကောက်ပွဲကျင်းပမဲ့ရက်ဒီဇင်ဘာလ28ရက်နေ့ဟာတက္ကသိုလ်ဒီဂရီကောလိပ်နဲ့ကောလိပ်ကျောင်းသူကျောင်းသားတွေကျောင်းတက်ရမဲ့ရက်ဖြစ်တဲ့အတွက်ကျောင်းသူကျောင်းသားတွေအနေနဲ့ ကြိုတင်ဆန္ဒမဲပေးနိုင်တယ်လို့စစ်ကောင်မရှင်ဩဇာခံရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်လိုက်ပါတယ်။မကြာခင်မှာတက္ကသိုလ်ကောလိပ်ကျောင်းတွေပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တယ်လို့ရွေးကောက်ပွဲအပိုင်း1ကျင်းပမဲ့ဒီဇင်ဘာလ28ရက်နေ့မှာကျောင်းတက်ရောက်နေကြမှာဖြစ်တဲ့အတွက်ကျောင်းသူကျောင်းသားတွေအနေနဲ့အသက်ပြည့်ပြီးဥပဒေအရမဲပေးပိုင်ခွင့်ရှိသူတွေဖြစ်ရင်မဲပေးခွင့်မဆုံးရှုံးစေဖို့ကြိုတင်မဲပေးနိုင်တယ်လို့နိုဝင်ဘာလ10ရက်နေ့ကထုတ်ပြန်ခဲ့တာပါ။ နိုဝင်ဘာလ18ရက်နေ့ကနေ22ရက်နေ့အထိမဲဆင်းရင်ပါရှိရာရက်ကွက်ဒါမှမဟုတ်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးနေမှာနိုင်ငံသားစီစီကတ်နဲ့ကျောင်းသားကတ်တွေပြတ်တာပြီးကြိုတင်မဲပေးနိုင်တယ်လို့လဲ UEC ကဆိုပါတယ်အနာဒင်းစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုယောင်ရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီနဲ့တော်လှန်ရေးအစိုးရကထုတ်ပြန်ထားပါတယ်အနာဒင်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုစန့်ကျင်မှု တရားမဝင်အတူရောင်ရွေးကောက်ပွဲတပိမောင်စန့်ကျင်ရေးကာလအဖြစ်အခုအော်တိုဘာလ28ရက်နေ့ကနေဒီဇင်ဘာလ31ရက်နေ့အထိတက်မှတ်ကြောင်းလဲတော်လိုင်းရင်ရာစုတွေကကြေညာထားပါတယ်ခင်ဗျာရန်ကုန်မြို့ကကြားဖြန့် online ငွေလိမ်လည်တဲ့လုပ်ငန်းတချို့မှမလိမ်တပတ်နဲ့အလုသမားခေါ်ယူစုဆောင်းနေတာတွေများလာတယ်လို့အလုရှာနေသူတွေနဲ့အဲ့ဒီအခြေအနေကိုသတိထားမိသူတချို့စီကနေသိရပါဗျာ ကြားဖြန့်လုပ်ငန်းတချို့ကအလौတာဝန်ရေးရရရဖော်ပြတာမျိုးမရှိဘဲမလောက်เสียလာစာကော်မရှင်ခန်းစားခွင့်တို့နဲ့ဆွဲဆောင်ထားပြီးကော်မဏီဝန်တန်းအလौဆိုတာမျိုးလောက်ချပြအတိပေးကအလौခေါ်တာတွေရှိနေတာလို့ကိုယ်တိုင်အလौသားလျှောက်ဖူးတဲ့အဝေးတင်တက်ကတူចောင်းသားတယောက်ကပြောပါတယ်ကြားဖြန့်လုပ်ငန်းတွေကအများသောအားဖြင့်အလौရှောက်မဲ့သူမှာကွန်ပျူတာအသုံးပြုတက်ရမယ်လို့အဓိကသတ်မှတ်ထားတတ်ပြီးလုံခြုံရေးကင်မရာ CCTV စောင့်ကြည့်မှတ်တမ်းယူဖို့အော်ရာစီရင်မှတ်တာတွေလုပ်ဖို့ ရုံးစင်းရဲ့အချက်လက်ကင်တွယ်ဖို့အော်ဒါအသစ်ရှာဖို့စတဲ့လုပ်ငန်းပိုင်းတွေမှာအလို့သမားလိုနေတာဆိုတဲ့ကြော်ညာကိုလူမှုကွန်ရက်ပလက်ဖောင်းတွေကနေဖြန့်ပြီးရှာဖွေစုဆောင်းတာတွေရှိနေတာဖြစ်ပါတယ်။အဲ့ဒီလုပ်ငန်းတွေအနေနဲ့မနက်တဆိုင်ညတဆိုင်ခွဲပြီးလဲပတ်နေတာဖြစ်လို့နေဖို့အဆောင်နဲ့စားရေးတောက်ရေးအတွက်စီစဉ်ပေးထားတာမျိုးရှိသလိုအများစုအချက်ချာကြတဲ့ကွန်ဒိုအစိမ့်အင်အားတို့လိုနေရာတွေမှာငားရမ်းလုကင်နေတာလို့အဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ဖူးသူတချို့ကပြောပါဗျာ။ ဒါပြင်ကြားဖြတ်နယ်မှာဝင်လုပြီးရင်အလွယ်ပြန်ထွက်လို့မရအောင်ချင်းချောက်ဟန်တာတဲ့လုပ်ရက်တွေလည်းရှိရလို့ဆိုပါတယ်ကြားဖြတ်ဝင်လင်လုပ်ငန်းတွေအနေနဲ့မူလကနှစ်နိုင်ငံနယ်စပ်တွေမှာအထိုင်ချထားကြတာဖြစ်ပြီးတရုတ်အစိုးရရဲ့ဖိအားပေးအရေးယူမှုတွေကြောင့်ခြေရာဖြောက်ရွှေ့ပြောင်းသွားကြသလိုရန်ကုန်အပါအဝင်မြို့ကြီးတွေရဲ့စိတ်ဝင်မှုတွေရှိလာကြတာဖြစ်ပါတယ်ခင်ဗျာ အင်ဂျင်မြိုင်လေချောင်းရံကာကွယ်တပ်နဲ့ဆယ်တော်ကြီးစခန်းတို့ကိုလက်လွတ်လိုက်ရကြောင်းမရယာ PDF တာဝန်ရှိသူကအတည်ပြုပါရယ်မိုးကော့အပါဝင်မန်းတေတာတွင်စီးရဲအချက်တဲကိုပြည်ရင်းပြည်ပတော်လိုင်းအင်အားစုတွေအားလုံးပူပေါင်းကူညီကြဖို့မိုးကော့တပိတ်ခေါင်းဆောင်ကတိုက်တွန်းပါရယ်သုတချမ်းသာသတင်းပေးပို့ထားပါရယ်ခင်ဗျာမန္တလေးတိုင်းမရယာမြို့နယ်အရှိမြောက်ချန်ကဆယ်တော်ကြီးရွာတပ်စခန်းနဲ့အင်ဂျင်မြိုင်လေချောင်းကာကွယ်တပ်စခန်းတို့ကိုတော်လိုင်းအင်အားစုတွေကနိုဝင်ဘာ6ရက်နေ့မှာပြန်လည်လွတ်ခဲ့ရတာပါ မြောက်ပိုင်းမှာမိတ်သုံးဘွဲပြည်သူများနှစ်ခုစစ်စင်လမ်းညွှန်တဲ့အတူမတရားမျိုးနဲ့အတွင်းကစစ်ကောင်စီတပ်စခန်း35ခုထိသိမ်းပိုက်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့2024ဇူလိုင်လမှတ်တမ်းမှာပေါ်ပြပါတယ်2025ဇူလိုင်လကစပြီး PDF တွေထိန်းချုပ်ထားတဲ့မြေမြေတွေနဲ့စခန်းတွေကိုစစ်ကောင်စီကဇက်တိုက်ပြန်သိမ်းခဲ့ပြီးလက်ရှိချိန်မှာစခန်းအများစု ပြန်လက်လွတ်ထားတယ်လို့မတရား PDF တောင်းရှိသူကပြောပါတယ်။မတရားမျိုးနဲ့ရှင်းမြောက်ချမ်းဆဲတော်ကြီးယူရနဲ့အင်းကြီးမြိုင်လေးတက်စခန်းကိုခွေးများကစီးနင်းပြီးရယူသွားပါပြီ။ကျွန်တော်မတရားမြောက်ချမ်း၊ကြငါမြောက်ယွာနဲ့မိဘကုန်းယွာတမာကုန်းရှစ်ထိပ်ပိုင်းတွေမှာလည်းစစ်ခွေးတွေရောက်ရှိနေပြီလို့သတင်းရရှိထားပါတယ်ဗျ။ဒေသခံတွေကတော့ကျွန်တော်တို့မတရားတနယ်လုံးပြေးရတာပဲ။ပြည်သူတွေကတော့ကျွန်တော်တို့ဆင်ကူးဘက်တွေရောသူတို့နှိစက်နှိစက်ရမြောက်ပိုင်းလည်းပြေးကြတယ်။တချို့ကကျတော့မြစ်ကိုကူးပြီးတော့မန်လီဘက်တွေတို့တခါပတ်ပြီးတော့ပြေးကြတဲ့ဟာတွေလည်းရှိပါတယ်။ပြည်သူများ တော့အကုန်လုံးပြေးနေရတယ်စစ်တပ်ကတော့စစ်ကြောင်းထိုးပြီးတော့ရင်ရှေ့မှာမြင်ရမြအကုန်ပြစ်တာပဲဗျရန်သူမိတ်ဆွေခွဲခြားပါမို့စစ်ကောင်စီဟာဇူလိုင်လကစပြီးမန္တလေးမတရားကားလမ်းကိုပြန်ဆူမှုနိုင်ခဲ့ပြီးမန္တလေးမတရားပသိမ်ကြီးနယ်ဆက်ကဖျောင်းတော်တပ်သူတွေအယ်ဖာဗီလက်မြေဆက်ရုံတို့ကိုဇက်တိုက်ပြန်သိမ်းယူခဲ့တာပါရောက်ပိုင်းမှာမိဖွဲ့တွေကိုအပြည့်ရဖို့တရုတ်ဆိုရကဖိအားပေးနေတဲ့အခြေအနေကိုအခွင့်ကောင်းယူပြီးရှမန်းနယ်ဇက်ဒေသကာကွယ်ရေးအဖွဲ့တွေကိုစစ်ကောင်စီကဖိအားပေးတိုက်ခိုက်ပြီး ဆုံးရှုံးထားတဲ့စခန်းနဲ့နေမျိုးတွေကိုပြန်ထိန်းချုပ်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။တော်လိုင်းအရာစုတွေအတွက်ရေးပါတဲ့မုံကုံမျိုးကနေထွက်ခွာဖို့တန်းတက်မလို့ DNL ကအောက်တိုဘာ29နေ့မှာကြီးညာပြီးနောက်မန္တလေးဒေသတွင် PDF တွေဟာ CPR တွေအောက်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။မုံကုံမျိုးကအခုဒီစစ်ကောင်စီဒီကနေပေါ့နော်သူတို့ဒီတော်လိုင်းရေးအစုတွေတင်ထားတဲ့အမှုတွေမှာတမျိုးပါ။အဲ့မထူးခြားတာကသူတို့မုံကုံကလာရှိုးလို့လည်းလည်းကူကူတော့ဖြစ်ဖို့ ူစားတာเนาะတစ်ဖက်မှာလည်းဒီဘက်ကလည်းအရင်ဝင်သူထုတ်ပြန်ထားတာကိုကြည့်ရပေါ့နောက်ပြည်သူလူထုကလည်းဟိုတနေ့ကဆိုဒါဆက်ကလုံးတီးပြီးတော့မြို့ခံရဲ့သဘောထားကိုပေါ့နော်တိူကြောက်မှုလက်မခံဘူးဆိုတာမျိုးကိုလည်းဌာနပေါ်ထုတ်ထားတာရှိတဲ့ခါကြတော့မိုးကုန်းမျိုးရဲ့နိုင်ငံရေးအပြောင်းအလဲပေါ့နော် PNL ဆုတ်သွားတဲ့ပုံမှာအပြောင်းအလဲကကျွန်တော်တို့ဒီမျိုးတော်လိုင်းရေးတစ်ခုလုံးအတွက်အများကြီးရိုက်ခတ်နိုင်တယ်ပေါ့ဒီလိုအခင်းကျင်းတွေမှာလာရောက်ပူးပေါင်းဆောင်ရွက်ပေးဖို့နောက်တစ်ခုကအချင်းချင်းမဟာမိတ်ဆက်ဆံရေးအားကောင်းတဲ့ပုံစံဖြစ်ဖို့ ိုဒီလိုမျိုးတည်ဆောက်ဖို့လိုတယ်ပေါ့အဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာကတော့နိုင်ငံရေးအရကောနောက်စီးရေးအရကောပေါ့နော်ဟာသူတို့ရဲ့ဥပဒေပါဝင်မှုအရကောဒီတုံးပြီးစလုံးပေါင်းမှကျွန်တော်တော်လည်းအထွတ်ထိပ်ရောက်မယ်လို့ယူဆတယ်အဲ့အတွက်ကျွန်တော်တို့ပြည်ရင်းနဲ့နေမှာမဟုတ်ဘူးနော်ဒီတော့မှရှိတဲ့နိုင်ငံသားရောက်ရသူတွေနေနေလည်းမျိုးမျိုးနဲ့ပတ်သက်တဲ့ဟာတွေမှန်တယ်များကိုအားကောင်းအောင်ဥပဒေဆောင်ရွက်ပေးကြပါလို့ကျွန်တော်အနေနဲ့တော့မျိုးဆိုချင်ဘောဂုံမြို့နယ်နေမြင့်ချင်းဆက်ဆက်နေတဲ့မတရားဆင့်ကူတပိတ်ကျင်းတွေမှာတနေ့ထက်တနေ့စစ်ရေးပြင်းထန်လာတဲ့အတွက် ဒေသရင်းပြည်သူတွေအနေနဲ့တိုက်ပွဲတွင်ကြုံတွေ့ရနိုင်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးချုပ်တင်ပြင်ဆင်မှုလုပ်ထားဖို့ဘေးရနဲ့ကင်းရှင်းရေးအတွက်လိုအပ်တဲ့အစီအမံတွေလှုံ့ဆော်ထားကြဖို့မြစ်တာရက်ခံကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကနိုဝင်ဘာ၁၀ရက်နေ့မှာကြေညာချက်ထုတ်ပြန်ပါတယ်။စစ်ကောင်စီကမတရားဆင်ကူတပိတ်ကျင်းတွေအပါအဝင်မန္တလေးတိုင်း28မြို့နယ်စလုံးကိုရွေးကောက်ပွဲမဲဆန္ဒနယ်တွေဖြစ်သမှတ်ထားပြီးမဖြစ်မနေရွေးကောက်ပွဲပြုလုပ်ဖို့အားထုတ်နေတာပါ။ ဒီချိန်ဒီမှာပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကစစ်ကောင်စီရဲ့ထိုးစစ်တွေကို ကိုစွမ်းညံစွမ်းရှိတွေခုခံကာကွယ်တောင်းမယ်လို့ကြေညာချက်မှာဖော်ပြပါတယ်။ကျွန်တော်သုတချမ်းသာပါ။ယခုကြွာကို စကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကို အချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်။ ခု QR ကိုစကန်ဖတ်ပြီး DVP YouTube Channel ကို Subscribe လုပ်ကနောက်ဆုံးရမြမတရင်ကပ္ပတရင်တွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်စကိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်အနောက်ဘက်ခြမ်းမှာနိုဝင်ဘာလအစပိုင်းကစတင်ပြီးကိုရက်နေ့ထိစစ်ကောင်စီတပ်စစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့တွေအကြားနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ဘေးရှောင်နေရတဲ့ပြည်သူ2000ကျော်ရှိတယ်လို့ဒေသခံတွေကလည်းသိရပါဗျာ။ စစ်ကောင်စီတပ်ကဘုတ်တလင်မြို့နောက်ချမ်းက0ရွာမှာတက်ဆွဲနေပြီးရွာပဝင်းကျင်ကိုအင်အား100ကျော်နဲ့စစ်ကြောင်းထုံးနေတဲ့အတွက်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာလို့ဆိုပါတယ်တိုက်ပွဲတွေတွင်ပိတ်မိနေတဲ့ပြည်သူတွေကိုရဲဘော်တွေကကယ်ထုတ်နေပြီးနှစ်ဖက်တေဆုံထိခိုက်တဲ့အခြေအနေကိုတော့မသိရသေးဘူးလို့ဘူတလင် Defense Force ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါလဲစစ်ကောင်စီတပ်တွေဟာပြီးခဲ့တဲ့အောက်တိုဘာလ28ရက်နေ့ကစပြီးဇီတော့ကျွရမှာအထိုင်ချတပ်ဆွဲကနိုဘာလာအစမှာအနီးနားကကျွရတွေကိုစစ်ကြောင်းထုတ်နေတာလို့ဆိုပါတယ် ိုက်ပွဲကြောင့်အရှိကံရွာဇီရောရွာတရက်တူရိုးရွာနဲ့ရွှေချောင်းလေရွာတွေကနေစစ်ပေးရှောင်း2000ကျော်ရှိနေပြီးစားနပ်ရိက္ခာတွေအ धिक လိုအပ်နေတယ်လို့ဘူးတလင်မြို့နယ်လူသားစာနာတာဝန်ခံက DPP ကိုပြောပါရယ်စစ်ကောင်စီတပ်ကပြီးခဲ့တဲ့လတွေအတွင်းဘူးတလင်မြို့နယ်လည်းကိုမကြာခဏစစ်ကြောင်းထိုးဝင်ရောက်နေတဲ့အတွက်စစ်ပေးရှောင်းပြည်သူ2000ကျော်အထိမြင့်တက်နေတယ်လို့သိရပါရယ်ခင်ဗျာအရခတတော်ရဲ့တမူးချုပ်ဘိုးချုပ်ထွန်းမြတ်နိုင်ရဲ့ 48နှစ်မြောက်မွေးနေ့မှာအကျဉ်းသား68ရောက်ကိုလွန်ငိမ့်နဲ့လွတ်ပေးလိုက်တယ်လို့ AA နဲ့နေဆက်သူတွေကပြောပါတယ်။လွန်ငိမ့်နဲ့လွတ်ပေးလိုက်တဲ့ထဲမှာစစ်တွေမြောက်ဦးကြောက်တော်နဲ့မောင်တော်မြို့နယ်တွေကအကျဉ်းသားတွေပါဝင်ပြီးရခိုင်မွတ်စလင်နဲ့မြို့ခမီလူမျိုးတွေဖြစ်ကြရလို့ဆိုပါတယ်။လက်ရှိလွတ်ပေးလိုက်တဲ့သူတွေဟာစစ်ကောင်စီအာစာ RSO နဲ့ဆက်ဆက်သူတွေအပါအဝင်လွတ်ပေးလို့ရနိုင်တဲ့ပြစ်ဒဏ်ကြအကျဉ်းသားတွေဖြစ်ပြီး မိသားစုဝင်တွေကိုခေါ်ယူပြီးအနှံခဲ့တာလို့အေအန်နေဆက်သူကပြောပါတယ်။လွန်ငင်းနဲ့လွတ်ပေးလိုက်တဲ့သူတွေဟာမောင်တော်နဲ့ဘူဒိတာမျိုးနယ်က82ယောက်၊မြောင်မျိုးနယ်က9ယောက်၊ကြောက်တော်မျိုးနယ်က6ယောက်နဲ့စစ်တွေမျိုးနယ်ကတယောက်တော့ဖြစ်တယ်လို့ဆိုပါတယ်။အာရခတ်တော်ဟာရခိုင်တိုက်ပွဲမှာဖမ်းဆီးရမိခဲ့တဲ့စစ်တပ်မှန်မိသားစုဝင်ထောင်ထဲချီကိုပြန်လွတ်ပေးခဲ့ကြတာတွေရှိပါတယ်။ရခိုင်ပြည်နယ်မှာအေအေကမြို့နယ်14ခုနဲ့ လဝမြို့နယ်လိုကိုထိန်းချုပ်ထားပြီးအောက်ချုပ်ရေးနဲ့တရားစီရင်ရေးကိုလည်းဆောင်ရွက်နေတာဖြစ်ပါတယ်ခင်ဗျာစစ်ကောင်စီကစဘာအထွတ်တိုးဖို့နဲ့နှွေးစဘာစိုက်အေကတိုးဖို့ဆောင်ရွက်နေပြီမဲ့မြမသားကောင်းအင်ယာအတွက်လဲတွေကိုရောချင်းမပေးပဲဆက်လက်တင်းရင်နေပါတယ်ဟန္နာသတင်းပေးပို့ထားပါတယ်ခင်ဗျာလေတောင်ကံမြို့နယ်ကစဘာစိုက်ပျိုးလက်စားလေးမျိုးတွေကိုစစ်တပ်ရဲ့မြမသားကောင်းစစ်မှုထမ်းအင်ယာတိုးချက်ဖို့အတွက်ရောချင်းမပေးပဲဆက်လက်တင်းယူနေလို့ လယ်သမားတွေနင်းနာနေပါတယ်တင်းယူချပေးမယ်လက်တလုံးအတုံးပြုတ်သေးတဲ့လယ်မြေတွေကိုလည်းစီမံကိန်းပိုင်မြေစုပြီးစိတ်ပျိုးတွေလယ်သမားစီကတိစားခအနေနဲ့တအေးကကိုချက်သိမ်းရယူနေရလို့လိသိမ့်ခံရသူလယ်သမားတို့ကပြောပါတယ်အဲ့ဒါစိုးရုံဦးရုံကဘူးတင်မောက်တယ်လေခုနိုင်ငံတော်ကနေပြီးတော့လိမ့်လာတဲ့အကွက်တွေပါဆိုသူလယ်သမားဖယ်ခိုင်းတော့ခုအကွက်တွေရည်လို့သူတို့ပဲရောက်သွားအဲ့တော့လေသမားလေရှုံးတာနဲ့နာတဲ့မျိုးလေပွဲရတခါယိုကြည့်မရဘဲနဲ့ ကိုလိုအဲ့လိုဖြစ်တဲ့ကကြာလက်သမပူဆိုးတာအခုဘောလုံးတော့မောင်းတော့ဘူးကျောက်ကွက်တီပါရီကွက်တီညာရီကွက်တီအဲ့လိုလို့တော့ဘလိုလောက်တဲ့လက်သမရှိတူးလို့ရတူးလို့မရလက်သမအကုန်ရှုံးတယ်ရတလုံးမှာစစ်ကောင်စီကမိုးစပါအထွန်းလုံးတင်းတရားကြီးထွက်ဖို့နွေစပါဆိုင်ဧကကိုမူလချက်ဧကနတန်းကနေ၃တန်းအထိထောက်ဝက်တိုးဖို့ပြောဆိုထားတာပါ ဒါပေမဲ့ရင်းညွှန်းစပါးစည်းကိုတောင်တူအကျိုးမြတ်မရှိတဲ့ဈေးအကြီးရှုတ်ချပစ်တာတွေဆောင်ရွက်နေပါတယ်။တောင်တူတွေအရှုံးပေါ်လာတာကြောင့်တစ်နှစ်ထက်တစ်နှစ်စပါးဆိုင်ပြိုးမှုမဖြစ်နိုင်တော့လောက်တဲ့အခြေအနေကိုရောက်နေပြီလို့စစ်တပ်ကိုတိစားခပေးပြီးပြန်လည်ဆိုင်ပြိုးနေရတဲ့တောင်တကုံဆိုင်မွေးရက်ကွက်ကလေသမားတို့ကပြောပါတယ်။သူတို့သတ်မှတ်ရင်းရေးသတ်မှတ်ပေးတာနဲ့ကျွန်တော်တို့လေသမားတွေနဲ့လက်ရှိလေသမားတွေနဲ့ကျတော့ထမှားတဲ့စပါးလေးခုမိုးပြတ်တာပါဗျာနဲ့ဆို40လောက်ပဲသိပြီဆိုရင်ကျွန်တော်တို့ကခုတူးတဲ့ပဲဆိုရင် အများဆုံးရမှာ၄သိန်းပဲ၄သိန်းဆိုကျွန်တော်တို့ကကုန်ရသေးကနဲ့ဟာ9သိန်းတော့ကုန်ထားရတယ်ဆိုတော့အဲ9သိန်းတော့ကုန်ထားရတယ်ဆိုတော့ရှုံသွားပြီရှုံသွားတော့ဗာဒီကူဒီလိုသဘာဝမြန်ဒီနွေဒီခါကြရင်ပဲသဘာဝမြန်ဒီလိုတတ်မှတ်ပြီးမလားထမြင်ပြီးမလားလက်ရှိကတော့ဒီ73သိန်းသေးနေတော့ကျွန်တော်တို့ဒီနွေလာဒီမြူစီးပေါ့ကျွန်တော်သဘာဝဆိုက်ရည်လိုဥယျာဉ်နေသွားကြတယ် စစ်တပ်ကမြမသားကောင်စစ်မှုထမ်းအင်အား၄000ကံကိုပြီးခဲ့တဲ့2019ခုနှစ်ကစတင်တည်ဆောက်ခဲ့တာဖြစ်ပြီးဈေးရုံစတင်ကြောင် shopping center တွေနဲ့စစ်မှုထမ်းဟောင်းမျိုးအဖြစ်ရည်ရွယ်ဆောက်လုပ်နေတာဖြစ်ပါတယ်။ဒီအင်အားဟာစစ်မှုထမ်းဟောင်းအင်အားလို့ဆိုပေမဲ့နေထိုင်သူအများစုကတိုက်ပွဲဝင်ရင်ကြာဆုံးသွားတယ်။စစ်သားတွေရဲ့ဇနီးမယားတွေအများဆုံးနေထိုင်ကြတာကြောင့်မုံဆုံးမအင်အားလို့လည်းခေါ်ကြပါတယ်။တိုက်ခန်းပေါင်း၄000နီးပါးရှိတဲ့ဒီအင်အားပေါ့ တိုက်ပွဲကြစတားရီရဲ့နီးမယားရီနဲ့မိသားစုဝင်တွေတတုပ်ပြီးတုပ်ရောက်လာတာလွန်ခဲ့တဲ့နှစ်လောက်ကတည်းကအခန်းလို့မရှိသလောက်ဖြစ်လာခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာအဆောက်အဦအစ်တွေကိုဆက်လက်တူးချက်ဆောက်လုပ်နေပြီးလေတိန့်ခံလေသမားတွေမှာတော့အမျက်မရှိတဲ့စပါးကိုတိစားခပေးပြီးပြန်လဲစိုက်ပျိုးနေတာကလွယ်လို့စောင်းဝနေရင်တက်တမွေးလုပ်ငန်းအတွက်တစုံတရာပြင်ဆင်ဆောင်ရွက်နိုင်တာမရှိပါဘူး။ကျွန်မဟန္နာပါ။ စကိုင်းတိုင်းဒဇယ်မြို့တောင်ဖက်ဖက်မှာစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနိုဝင်ဘာလ10ရက်နေ့မနက်ပိုင်းကနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်ကတဦးတေဆုံးကလက်နက်တလက်သိမ်းဆည်းရမိခဲ့တယ်လို့ကာကွယ်ရေးတပ်တွေကပြောပါတယ်။ဒဇယ်မြို့တောင်ဖက်ထွက်ဖုံတော်ကြီးနဲ့ဆက်သုံးစီဆိုင်တွေမှာစစ်တပ်ဘက်ကလုံခြုံရေးကင်းယူထားတာဖြစ်ပြီးအဲ့ဒီကနေထွက်ခွာလာချိန်မှာကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ကင်းပုံးနဲ့ဆုံပြီးတိုက်ပွဲဖြစ်ကြတာလို့ဆိုပါတယ်။ တိုက်ပွဲတွင်မှာစစ်တပ်ဘက်ကတအူးကြဆုံးသလိုစနိုက်ပါလက်နက်တလက်သိမ်းဆည်းရမိခဲ့တယ်လို့ကာကွယ်အဖွဲ့ဝင်တရားကပြောပါတယ်။ရွာနီးမှာပြစ်ခတ်တံတွေကြားနေရသလိုတိုက်ပွဲဖြစ်ပွားနေတာကြောင့်ပွင့်လင်းရသည့်ရောက်ချိန်ဖြစ်နေလို့ကောက်ပဲတိနံတွေရိတ်သိမ်းရမယ့်အချိန်မှာစစ်တပ်ဘက်ကစစ်ကြောင်းထုတ်ပြီးတိုက်ပွဲတွေဆက်ဖြစ်မှာကိုစိုးရိမ်နေတယ်လို့လည်းဒေသခံတောင်သူတွေကပြောဆိုနေကြပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါပါ ငပြောသည့်တိတ်ခတ်အနုပညာကိုဖန်တီးခဲ့သူမော်ရီဇီယိုကတ်တာလန်ရဲ့အမေရိကလိုနာမည်ပေးထားတဲ့18ကာရက်ရွှေအင်နာကိုနိုဝင်ဘာလ18ရက်နေ့ကျရင်နယူးယောက်မြို့ကဆော့သဘီးစ်လေလံဌာနမှာလေလံတင်သွားမှာဖြစ်ပါတယ်။လေလံကြမ်းခင်းစစ်ဟာလက်ရရဲ့ရွှေအလေးချိန်1.2ကီလိုဂရမ်ရဲ့တန်ဖိုးဒေါ်လာ10တန်းကိုအခြေခံထားပြီးရွှေဈေးအတက်ကျအပေါ်မှာလည်းမူတည်နေပါတယ်။ဆော့သဘီးစ်ရဲ့အဆိုအရဒီလိုကုန်ကျန်းတန်ဖိုးနဲ့ ကြံခင်းဆေးကိုဓာတ်ရိုက်ချိတ်ဆက်ထားတာဟာကွန်ပစ္စည်းတံပိုးနဲ့အနုပညာတံပိုးအကြားဌာနချက်ကိုမေကွန်ထုတ်တဲ့ကတာလန်ရဲ့ရွေချက်ကိုထင်ဟပ်နေပါဗျ။အမေရိကရွှေအင်သာဟာအမှန်တကယ်အသုံးပြုလို့ရပြီးကြွယ်ဝမှုအပေါ်တယောလောင်ပြောင်းထားတဲ့လက်ရာတစ်ခုဖြစ်ပါတယ်။ဒီလက်ရာကို2016-2019ခုနှစ်အတွင်းနယူးယောက်မြို့က Guggenheim ပြတိုက်မှာစတင်ပြသခဲ့ပြီး2019ခုနှစ်တုန်းကဗြိတိန်နိုင်ငံ လန်ဒန်နန်တော်ကနေအခိုးခံရတယ်လို့နာမည်ကြီးခဲ့ပါတယ်။အခိုးခံရတဲ့မူရင်းလက်ရကို အရေးကြိုးရောင်းခဲ့တယ်လို့ယူဆရပြီးအခုလူအခုလေလံတင်မဲ့ဟာက နောက်ဆုံးကြံရှိနေတဲ့မူရင်းပွားဖြစ်ပါတယ်။ကတ်တာလန်ရဲ့နာမည်ကြီးငပြောသည့်တိတ်ကက်လက်ရကောမဒီယန်ဟာ2024ခုနှစ်တုန်းကဒေါ်လာ6တသမ2တန်းနဲ့ရောင်းချခဲ့ရပါတယ်။ဒူရွှေအင်သာကိုနိုဝင်ဘာလ10ရက်နေ့ကလေးကအများပြည်သူကြိရှိခွင့်ပေးထားခဲ့ပေမဲ့အတုံးပြုတ်ခွင့်နဲ့ ရေးဆွဲချခဲ့တော့မပြုတ်ပါဘူးခင်ဗျာဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ဆက်ပေးမှာပါမန်စီးတီးနဲ့ပွဲစဉ်မှာနောက်ခံလူဗန်ဒါရဲ့ခြေပါကိုခွင့်မပြုခဲ့တဲ့ပေါ်လီဗာပူးနီးပြအာနက်စလော့ကဝေဖန်ပြစ်တင်သွားပါတယ်လီဗာပူးအသင်းဟာနိုဝင်ဘာလ9ရက်နေ့ကကစားခဲ့တဲ့မန်စီးတီးနဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ3-0ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တာပါ လီဗာပူးကတကောဂိုးမရှိနဲ့ရှုံးနိမ့်နေတဲ့ပွဲချိန်36မိနစ်မှာဗန်ဒိုက်ကဆာလာရဲ့တောင်းကန်ဘောကနေခေါင်းတပ်ပြီးချေပါဂိုးသွင်းယူခဲ့ပေမဲ့နောက်ခံလူရောဘတ်ဆန်ကမန်စီးတီးကိုသမားရဲ့မြင်ကွင်းကိုအနောက်ရှက်ပေးတယ်ဆိုပြီးပြန်လည်ပယ်ဖြတ်ခဲ့တာပါရောဘတ်ဆန်ဟာကိုသမားရဲ့မြင်ကွင်းကိုနောက်ရှက်မှုမရှိတာကြောင့်ရှင်းလင်းတဲ့ဆုံးဖြတ်ချက်အမှားဖြစ်တယ်လို့နီပြစလော့ကပွဲပြီးမှပြောပါရတယ်။ပြီးခဲ့တဲ့ရာသီက Wolf အသင်းဘက်ကို Man City နောက်ခံလူ John Stones က ခေါင်းတိုက်ကိုသွင်းခဲ့ပြီးဘာနာโดဆီလ်ဗာကဂိုးသမားရှိမှာအလားတူရှိနေပေမဲ့ဂိုးအဖြစ်သတ်မှတ်ပေးခဲ့တဲ့ဖြစ်ရပ်ကိုပွဲပြီးမှတစုံတစ်ယောက်ကမိမိကိုပြသခဲ့ကြောင်းလဲနီးပြစလော့ကပြောပါတယ်ဒီလိုဆုံးဖြတ်ချက်မှာကဘောလုံးမှာဖြစ်လေဖြစ်တာရှိပြီးဒီဂိုးမရလို့မိမိတို့ရှုံးနေခဲ့ရတာဖြစ်တယ်လို့စင်ကြေပေးတာမဟုတ်ကြောင်းလဲနီးပြစလော့ကပြောသွားခဲ့ပါတယ်ခင်ဗျာ DVB ရုံးမြင့်တိုက်ကြားရဲ့နေ့လယ်နားရီသတင်းတွေကိုဓာတ်ရိုက်ကြည့်ရှုခဲ့ရတာပါ။ညနေ၄နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆက်ပြီးတော့တင်ဆက်ပေးအောင်ပါ။ကျွန်တော်ကတော့ဇွဲသစ်ပါ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။